ငုံရှုံးနေတဲ့မြမအားကစားစိတ်ဓာတ်ကိုတဖန်ပြန်ပြီးအသက်တွင်းပေးခဲ့တဲ့အမောင်မောင်လင်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဆယ်လီအင်ဆိုင်ဒါ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာဟာတချိန်ကအာရှနိုင်ငံတွေထဲမှာထိတ်တန့်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီးတော့ထူးချွန်ထက်မြက်တဲ့လူထွားလူကောင်းတွေများစွာထွက်ရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ပညာရေးလူမှုရေးမှာလည်းအခြားနိုင်ငံတွေထက်တအားလွန်ခဲ့ပြီးတော့ ကမ္ဘာမှာစားတတ်မှုအများဆုံးနိုင်ငံတွေထဲမှာပါဝင်တဲ့မြန်မာနိုင်ငံဟာအားကစားရမှာလဲအာရှကြားလို့ဆိုရလောက်တဲ့အထိတိုးတက်မှုတွေရှိခဲ့ရပဲဖြစ်ပါတယ်။မြေပေါ်မြေရောက်အဖိုးတန်မှုများစွာပိုင်ဆိုင်ပြီးတော့ကုန်းတွင်းပင်လယ်ရေကြောင်းကစားလို့လမ်းပန်းဆက်သွယ်ရေးမှာလဲထွက်ရက်အဆုံပေါက်တဲ့အတွက်တိတ်ကိုအဖိုးတန်ပြီးတော့ဖွံ့ဖြိုးကာခေတ်ရှိပြည်ရဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဖျားမမြင်အောင်မန်နဲ့ဝတ်ထားတဲ့ရွှေပြည်ဖြစ်တာကြောင့်ဒီအရာတွေအကုန်လုံးဟာရင်မာမချစ်ကျင်လောက်အခွင့်အရေးတွေများစွာဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံရဲ့အခြေအနေအမျိုးမျိုးနဲ့လူတွေရဲ့စိတ်ဓာတ်တွေကြောင့်မြန်မာပြည်ဟာစက်မေးစက်ဖြေပညာရေးကိုသာအားပေးပြီးရောအာကစားနဲ့အနုပညာဟာလူပြင်းတွေနဲ့အစဉ်ကြေကြိုက်တဲ့သူတွေအတွက်တော့အကြောင်းပြချက်တစ်ခုဖြစ်ကြောင်းလက်ခံလာခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်တဖြည်းဖြည်းနဲ့အားကစားကဏ္ဍကအမေးမိန်လာခဲ့ပြီးတော့စာတင်ကြောင်းအများစုရဲ့အားကစားချိန်ဟာတင်ချချိန်နဲ့မျက်နှုတ်တဲ့အချိန်အဖြစ်အစားထိုးခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအယူတလွဲတွေနဲ့စိတ်ပြက်စရာတွေများတဲ့မြန်မာပြည်မှာကာလအတော်တန်ကြာပျော်ရွှင်ဖို့ကောင်းတဲ့သတင်းမလာတာကြာပြီပဲဖြစ်ပါတယ်။ အချိန်မျိုးမျိုးကိုရင်ဆိုင်နေစင်မှာပဲတဘောဝဘေးရဲ့တရားပြမှုကိုပါတခါပြန်ပြီးတော့ခံခဲ့ရပါတယ်။ဒီအတွက်ကြောင့်မဲ့အဖက်ဖက်ကအထူးထောင်မှုတွေနဲ့ကြေမွနေတဲ့အတိုင်းပြည်မှာနိုင်ငံသားတွေရဲ့မျိုးချစ်စိတ်နှွေးနှွေးကိုပြန်ပြီးတော့ခံစားမိစေတဲ့ဖြစ်ရပ်တစ်ခုပေါ်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီຢာကတော့ကမ္ဘာကျော်ဘောလုံးအသင်းတစ်ခုဖြစ်တဲ့အပြင်မြန်မာပရိသတ်တွေများစွာကိုပိုင်ဆိုင်ထားတဲ့ Man U အသင်းကိုအနိုင်ပိုင်းလိုက်နိုင်တဲ့ကစားသမားဟာမြန်မာကစားသမားဖြစ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အာဆီယံလူငယ်များဘောလုံးအသင်းဟာမလေးရှားနိုင်ငံမှာချစ်ကြည်ရေးပွဲအဖြစ်ကံခဲ့ကြတာပါအဲ့ဒီပွဲမှာမြန်မာလူမျိုးပါဝင်ခဲ့ရပဲဖြစ်ပါတယ် မောင်မောင်လင်ကတော့အသက်29နှစ်အရွယ်ရှိတဲ့မြမလက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့အခုချိန်မှာတော့ထိုင်းနိုင်ငံရဲ့အသင်းတစ်ခုမှတိုက်စစ်မှုအဖြစ်စော်ကစားနေရသူလည်းဖြစ်ပါတယ်။မြမနိုင်ငံသားတစ်ယောက်အနေနဲ့အာဆီယံအော်စတာမှာပထမဆုံးပါဝင်ရတဲ့သူဖြစ်တဲ့အပြင်အခုဆိုရင်တော့မန်ယူအသင်းကိုပါအနိုင်ကန်နိုင်ခဲ့တဲ့ပထမဆုံးမြမကစားသမားတစ်ယောက်လည်းဖြစ်နေပြီဖြစ်ပါတယ်။မောင်မောင်လင်ဟာကစားပွဲကိုမိနစ်50ကျော်မှလူစားတို့ဖြစ်ဝင်လာခဲ့ရတဲ့သူဖြစ်ပြီးတော့အနိုင်ကိုကိုသွင်းနိုင်ဖို့အတွက်မိနစ်20လောက်ပဲလိုခဲ့ရပဲဖြစ်ပါတယ်။ ပြိုင်ပွဲမှာမောင်မောင်လင်းဝင်ပြိုင်ပြီးတဲ့နောက်မှာမြမဘောလုံးပွဲလောကမှာလောင်းကြီးတွေမြင်သွားခဲ့ပြီးတော့အပြိုင်ခံရမဲ့တစ်ဖက်မှန်ယူအသေးနဲ့ပတ်သက်ပြီးတော့မှလည်းစိန်ခေါ်မှုတွေညာခဲ့ရဖြစ်ပါတယ်။ မောင်မောင်လျာအခုချိန်မှာတော့မြမပြည်ကိုအောင်ပန်းဆင်ပြီးတော့ပြန်လာနိုင်ခဲ့ပါပြီ။တပတ်မန်ယူအသင်းသားတွေအနေနဲ့လည်းမိတ်ဆွေတွေဖြစ်ခဲ့ပြီးတော့မြမပြည်ကပရိသတ်တွေအကြောင်းကိုလည်းပြောခဲ့တယ်လို့သိရပါတယ်။ဒါအပြင်သူကြိုက်တဲ့ကစားသမားဘရူနိုရဲ့ဂျာစီကိုဝတ်ပြီးတော့ပြန်လာခဲ့ရတဲ့အတွက်အခုချိန်မှာတော့ဘဝကူးသွားရင်တောင်မှပျော်မီကြောင်းပြောလာခဲ့ပါသေးတယ်။တေချာပြောထောင်ရင်အရေးချင်းတွေကအမှန်တကယ်ရှိရာကြောင်းမြမပြည်ရဲ့အားကစားလောကကိုပြန်ပြီးတော့လှုပ်ရှားအောင်အသက်တွင်းပေးလာခဲ့တဲ့မောင်မောင်လင်ရဲ့အနံ့ရကိုးနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင် ကိုလည်းခွန်မမဝေးမြခဲ့ပါအောင်ရှင်အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်